င်္ဂလာပါရှင်2025ခုနှစ်အော်တိုဘာလလပတ်အတွက်မိုးလေဝသနဲ့ဇလဗေဒခမန့်ချက်များကို နေပြီးတော့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်နောက်တော့မုတ်တုံလေးစုပ်ခွာနိုင်တဲ့အချိန်လေးကတော့အော်တိုဘာလ10ရက်နေ့မှ6ရက်နေ့တွင်မြန်မာနိုင်ငံမြဝါကျွန်းပေါ်ဒေသများမှ၎င်းအော်တိုဘာလ9ရက်နေ့မှ10ရက်နေ့တွင်မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှ၎င်းစုပ်ခွာသွားဝယ်ရရှိပါတယ်ဘင်္ဂလားပင်လောအချိန်လေးမှာ ။မင်္ဂလာပင်လော်မှာလိပိယနဲ့ရဲဝန်၃ချိန်ဖြစ်ပေါ်နိုင်ပြီးနှစ်ချိန်မှာပုံမှုအကောင်လာကပုံတိုင်းငယ်ဖြစ်သူရောက်ရှိနိုင်ပါတယ်။မင်္ဂလာပင်လော်အရှိမြောက်ပိုင်းမှာတည်ရင်တင်တင်ဖြစ်ထွန်းနိုင်ပြီးကပ်ပလီပင်လယ်ပြင်နဲ့ကြံမင်္ဂလာပင်လော်တို့မှာမုတ်တုံလီအားနေငယ်မှာအားတင်တင်ရှိနိုင်ပါတယ်။အော်တိုဘာလာအတွက်မိုးရသွန်းနိုင်မှုအရှင်တွေခန့်မှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းတို့မှာရွာသွန်းမြေထက်ပိုနိုင်ပြီး ရှင်ပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမလေးတိုင်းဒေသကြီးနေပြည်တော်ချမ်းပြည်နယ်ကယားပြည်နယ်ပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာရွာသွန်းမြက်ခမ်းမိုးထေရှောရွာနိုင်ပါတယ်မိုးရွာရက်များအနေနဲ့ကလည်းကရှင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထက်ပိုင်းရှမ်းပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ် န်ကုန်တိုင်းဒေသကြီးအေရဝီဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာ၁၄ရက်မှာ၂၀ရက်ခန့်တဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးရခိုင်ပြည်နယ်မန္တလေးတိုင်းဒေသကြီးနေပြည်တော်ကယားပြည်နယ်ပဲခူးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာ၈ရက်မှာ၁၃ရက်ခန့်မိုးထစ်ရှုံးရွာနိုင်ပါတယ်။မြေရေရှင်နဲ့ခမန်းချက်များအနေနဲ့ကလည်း2025ခုနှစ်အောက်တိုဘာလအတွင်းဒေါက်တာဝရီမြေရမြင့်ငယ်မြို့မှာတစ်ချိန်ကန် စစ်တောင်းမြေဟာတောင်ကုန်းမြို့နယ်မားတောင်းမြို့တို့မှာတကြိမ်ကန့်စဉ်ပဲခူးမြေဟာပဲခူးမြို့မှာတကြိမ်ကန့်တန်လွေမြေဟာဖမ်းအမ်းမြို့မှာတကြိမ်ကန့်တောင်းရင်မြေဟာမြဝတီမြို့မှာတကြိမ်ကန့်တိုးမြေဟာမူပင်မြို့မှာတကြိမ်ကန့်နေဘီးလင်းမြေဟာဘီးလင်းမြို့မှာတကြိမ်ကန့်ရင်းမြို့များရဲ့စွန့်ရင်မှအတိအသည့်အထက်သို့ကျော်လွန်ရောက်ရှိနိုင်ပါတယ်အချုပ်အားဖြင့်တင်ပြလိုတာကတော့လာမယ့်အောက်တိုဘာလဟာဘုံလုံကာလဖြစ်တဲ့အလျောက် ဘင်္ဂလားပင်လောမှာဖြစ်ပေါ်နိုင်နေတဲ့လိပ္ပယာနဲ့ရမုန်းနဲ့မုန်တိုင်းများကြောင့်လောကောင်းအရှေ့ဘက်မှာရွေးလျားလာတဲ့အရှေ့လေဝေလိုက်များဟာမြန်မာနိုင်ငံတောင်ပတ်ဒေသများသို့တိုးဝင်လာတဲ့အခါမှာလောကောင်းအနောက်ဘက်မှာရွေးလျားလာတဲ့အနောက်လေဝေလိုက်များဟာမြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့တိုးဝင်လာတဲ့အခါမှာလောကောင်းမိုးလယ်ညနေပိုင်းမှာဖြစ်ပေါ်တတ်တဲ့အပူပြန်တတ်တဲ့များဖြစ်ထွန်းမှုအကောင်းကြောင့်လောကောင်း တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နိုင်တဲ့တိုက်ပွန်မှုနိုင်ရဲ့တိမ်တိုက်ကျွမ်းကျန်များဟာမြန်မာနိုင်ငံဘက်စီလိုရွေလျားလာတဲ့အခါမှာ၎င်းမြန်မာနိုင်ငံအရေးအမှာအခါလုံးမှုများပုံနိုင်မှုများထိရှုံရွာသွန်းခြင်းဘိုးချိုးပြစ်ခြင်းဖြက်စည်းလက်ခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသေးတယ်။အထူးသဖြင့်ပြည်တွင်းလေကြောင်းပြန်တမ်းရေးပြည်တွင်းရေကြောင်းသွားလာရေးကန်ဦးတန်းသားအသင်းပေါ်များကန်ဒီကန်ဝေးငါးဖက်ရေများအနေဖြင့်မင်္ဂလာပင်လော်မှာဖြစ်ပေါ်နိုင်တဲ့လေပြင်းနဲ့ရံဝန်းနဲ့ ုံတိုင်းသတင်းများကို နားထောင်ပြီးအထူးဂရုပြုသွားလာစေလိုပါတယ်။အဲဒီလိုထူးခြားတဲ့မိုးလေဝသအခြေအနေညရဲ့အခြေအနေများနဲ့ပတ်သက်ပြီးချိုးတင်သတိပေးချက်ထုတ်ပြန်ချက်များကိုမြန်မာနိုင်ငံမိုးလေဝသနဲ့ဆက်လာပြီးတာညွှန်ကြားမှုဦးစီးဌာနမှချိန်နဲ့တပြေးညီထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။မိုးလေဝသဆက်လာပြီးတာသတင်းများနဲ့ပတ်သက်ပြီးသိရှိလိုပါကမိုးလေဝသနဲ့ဆက်လာပြီးတာညွှန်ကြားမှုဦးစီးဌာနရဲ့ဝက်ဘ်ဆိုက်ဖြစ်တဲ့ www.mozilla.gov.mn တို့၎င်း မိုးလေဝသနဲ့ဇလဗေဒာညွှန်ကြားမှုဦးစီးဌာနရဲ့ Facebook တို့လကောင်းမိုးလေဝသနဲ့ဇလဗေဒာညွှန်ကြားမှုဦးစီးဌာနရဲ့ YouTube Channel တို့လကောင်းနေပြီးတော့ရှိအလိုလျောက်ဖြည့်ကြားဆက်ဖြစ်တဲ့3963411 25နဲ့ဖုန်းနံပါတ်တို့လကောင်း Call Center 18700 Extension Number 5တို့လကောင်းမြမအတန်းနဲ့ရုံမြန်တန်းကြမြအပရိရုံမြန်တန်းကြနေစဉ်ထုတ်တဲ့စာများတန်းနေတာကြီးနဲ့ပြည်내အသီးသီးတို့မှနေစဉ်ထုတ်လင်းလျက်ရှိတဲ့ FR Radio မြမတစဉ် မိုးလေဝသနဲ့ဇလဗေဒသတင်းတတိပိချက်များကိုကြည့်ရှုနားဆင်နိုင်ပါတယ်ဆိုတဲ့အကြောင်းတင်ပြရင်းဤကုံချော့အပ်ပါတယ်ကိုစိတ်နှပြချမ်းမာချမ်းသာကြပါသေးရှင်